လာပါကျွန်တော်လက်ရှိပေါ့နော်ဆန်းကျင်နေဈေးတက်နေတဲ့ကဘာရွှေဈေးရဲ့ဒီနေ့မတ်လ16ရက်နေ့ဘုရုံနေ့တရက်တာနေထားကိုကျွန်တော်ဒီဗီဒီယိုလေးမှာတုံးသက်ပြောကြားပြသွားမှာဖြစ်ပါတယ်တောက်လျှောက်တက်နေတဲ့ကဘာရွှေဈေးလက်ရှိဒီနေ့မနက်မှာဆိုတောက်လျှောက်ထောင်းတက်နေတဲ့ကဘာရွှေဈေးရဈေးအတအားဆက်ကောင်းမလားဈေးအကြပြန်လာနိုင်မလားဆိုတာဒီဗီဒီယိုလေးမှာကျွန်တော်ရေတုံးသက်ချက်လေးကိုဆက်ဆောင်ကြည့်ပြီးတော့အဖြေထုတ်လိုက်ကြပါစို့ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ ဒီနေ့ကမ္ဘာရွှေစီးနေတာကိုအရင်ဆုံးဤပညာပိုင်းအောင်တုံ့တက်လို့ရအောင်လို့ကမ္ဘာရွှေရဲ့ဈေးအတကြချက်လေးကိုတွားကြည့်လိုက်အောင်မနေ့ကကျွန်တော်ပြောခဲ့တယ်ကမ္ဘာရွှေစီးကအတအားကျန်နေတော့မှာခင်ဗျကျွန်တော်မေးရောပြောခဲ့ပါတကယ်လို့ဒါအတအားကုန်ပြီးအကျပြန်လာတယ်ဆိုရင်ကျွန်တော်တို့ကပြီးခဲ့တဲ့တနင်္လာနေ့အပိတ်ဈေးက3230အောက်မှာလွတ်ချွတ်ချွတ်ပိတ်နိုင်ဖို့လိုအပ်တယ်ပေါ့နော်။ဒါပေမဲ့မနေ့ကဆိုရင်လည်းကျွန်တော်တုံ့တက်ပြခဲ့တဲ့3230နောက်မှာပဲပိတ်သွားပြတဲ့ကောင်မှာဈေးတက်နိုင်တယ်ပေါ့နော်။အာမနေ့ကတော့ကျွန်တော်ဈေးက3250နဲ့ 3နှစ်30ကြာဈေးအတက်ကြပြီးနိုင်နေဆိုပြီးပြောခဲ့တယ်။ကျွန်တော်တို့အာဒီနေ့ဗဒုံနေ့မှာတော့ဈေးတက်မယ်ကျွန်တော်မနေ့ကသုံးသက်ခဲ့တာပေါ့နော်။ဒါပေမဲ့ဒီနေ့ဗဒုံနေ့မနက်ခင်းအစောကြီးမှာပဲဈေးကတောက်လျှောက်တက်သွားခဲ့တာပေါ့နော်။ကျွန်တော်ညလောက်မှတက်မယ်မှန်းတယ်ဒါပေမဲ့မနက်ခင်းကတည်းကတက်သွားခဲ့တာဆိုတော့အာတော်တော်လေးဈေးအတက်အကောင်းနေရနေသားလို့ပြောလို့ရတယ်။ဒီနေသားမှာကျွန်တော်တို့ကတခုတတိသားမှာအယောင်သမားတွေပေါ့နော်။ကျွန်တော်တို့ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကဈေးအကျ အနေထားတွေ့ရလို့ဆိုပြီးတော့မနေ့တော့ရောင်းတဲ့လူတွေရှိမယ်လက်ရှိဈေးတက်နေလို့အမြင်ဈေးရောက်တဲ့ဆိုပြီးတော့ဗောနော်ကျွန်တော်တို့ရောင်းနေတဲ့လူတွေရှိမှာဒါကတော့ဈေးကွက်ရဲ့သဘောတဘာဝရယ်ခင်ဗျဈေးတက်လေလေလူတွေကရောင်းကျင်လေလေပဲအဲအကြောင်းမပိုထိလေလေပဲခင်ဗျကဘာရွှေမှာကျွန်တော်တို့ကဈေးရဲ့ဈေးကွက်ရဲ့လာရကိုကျွန်တော်တို့ကတိဖို့လိုအပ်တယ်အသက်ပတ်သွားနေရလားအသက်ပတ်သွားနေရဆိုရှင်းပါကျွန်တော်တို့ကအဝဲနဲ့အယောင်ပြရဥစားပြရမယ်အဝဲဥစားပြရဥမာပြအဝဲ၃ချောင်းဝင်တယ်ဆိုအယောင်တစ်ချောင်းလောက်ပဲဝင်တာမယောင်းရအောင်ပြောရမှာမဟုတ်နော်ရောင်းလို့ရတယ်ဒါပေမဲ့ အယောင်ကိုရှော့အဝဲကိုပို့ပြီးဝင်ရမယ်အနေထားမျိုးပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒါပေမဲ့အဲ့ဈေးကွက်လာရတဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲပုံမှန် trader တွေကအများတန်းစန့်ကျင်ပြီးလုပ်လို့ရှိတယ်အာဈေးတက်လေးလေးလိုက်ရောက်မယ်လိုက်ရောက်မယ်လိုက်ရောက်မယ်အာကျွန်တော်နှစ်ဆကြရပါဘောနော်တထောင်ရှီယာမှာရောက်မယ်တထောင်ကိုရာမှာရောက်မယ်၃တောင်းမှာရောက်မယ်၃တောင်းတရာမှာရောက်မယ်၃တောင်း၂၀၀မှာရောက်မယ်စသဖြင့်အခုတော့တော့၃၀၀နာရောက်တော့၃၀၀နာမှလည်းရောက်မယ်လူတွေရှိမှာပဲအဲ့လားဖက်ကကျွန်တော်မရောက်ရဘူးဆိုလို့လားမို့ရောက်လို့ရတယ်ဒါပေမဲ့တစ်ဖက်ကနီးပညာပိုင်းကအတိပြုချက် ကျွန်တော် market ခေါ်ဆို confirmation ဆောင်ပြီးမှရောင်းတာကျွန်တော်တို့ပို့ပြီးအန်ဒီရန်กินတယ်။ဘာကြောင့်ရောင်းတာလဲဈေးအကြတော့ဟိုတရက်တာမှာပြဈေးအကြတော့ခက်ကြီးကြီးတုံးပြီးသွားလို့ရောင်းတာလား။ဒါမှမဟုတ်လည်းဘယ်ဈေးအောက်ဖောက်ကြသွားလို့ရောင်းတာလဲ။မဟုတ်ဘဲနဲ့ပြကျွန်တော်တို့ကအမြင်ဈေးအမြင်ဈေးဥမာလက်ရှိ380နားရောင်းဒါဟာ380အမြင်ဈေး380အမြင်ဈေးဆိုကျွန်တော်တော့ရောင်းလို့မရဘူး။တုံးနေကဘာရွှေရဲ့ကျွန်တော်မနေ့ကတနေ့တည်းတည်းသာတုံးချက်ဗီဒီယိုမှာပြောခဲ့တဲ့လိုမျိုးပဲကဘာရွှေရဲ့အမြင်ဈေးဆိုတာကန့်သက်ချက်မရှိဘူး infinity ပြင်လာလက်ရှိက3နှစ်80 3နှစ်90ရာလက်ရှိအမြင့်ဆုံးတက်ခဲ့တယ်စီပြောမရဘူးဒီတစ်ပတ်သွင်းမှာပြ3300အထက်ပြီ3350ဒီပါလေရောက်သွားနိုင်တာပဲနောက်လာနေမှာဆိုကြပါစို့ပြ3400 3500ရာအမြင့်ဆုံးရောက်သွားနိုင်တာပဲအဲ့အဖက်တက်ကမတည်သေးရအမြင့်သေးအမြင့်သေးဆိုပြီးတော့လိုက်ရောက်နေရမျိုးတတိထားပါကိုက risk management လုပ်ပြီးရောင်းရင်တော့ပြဿနာမရှိသေးဘူးတချို့သောလူတွေဆို risk management မလုပ်ဘူးဒီတိုင်းအလိုကြီးလိုက်ရောင်းနေရောင်းရင်ရောင်းရင်းနဲ့တော့ဆို ကျွန်တော်တို့အများကြီးရှုံကုန်သွားကြတယ်ပေါ့နော်အဲအခါကျမှကကပ္ပရွှေရဂျင်းပေါ့နော်ကပ္ပရွှေဈေးကတက်ပတ်နေတာမကြတော့ဘူးတကယ်တော့ကပ္ပရွှေဈေးရဂျင်းမဟုတ်ကျွန်တော်တို့ကဈေးကွက်လာရအောင်တိတ်ချာမသိဘဲနဲ့ blind sale လိုက်စင်းနေအမြင်ဈေးအမြင်ဈေးဆိုပြီးလိုက်ရောင်းနေရကျွန်တော်တို့အန္တရာယ်များတယ်ခင်ဗျကျွန်တော်တို့ကိုယ်တော်ရောမရောင်းခဲ့ဘူးလားရောင်းခဲ့တယ်အဲ့လိုမျိုးဒါမဲ့တခါနခါတိသွားနေကျွန်တော်အယောင်ဘက်တိတ်ပြီးတော့ကျွန်တော်တို့အားမတန်တော့အဝယ်ဘက်ကိုပို့ပြီးအားတန်တော့တကယ်လို့ဒါဈေးကအကျဘက်ပြခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အယောင်ဘက်ကိုပို့ပြီးတော့ အတန်ကောင်းတက်လာတယ်ပေါ့နော်အဲ့အပတ်တကမှာဒီနေ့မနက်မှာဆိုရင်ကပားရွှေစီရ3030မှာဈေးဖွင့်လာခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးအနေနဲ့3000 3230မှာဈေးဖွင့်လာခဲ့တယ်ပေါ့လက်ရှိချိန်ဒီအမြင့်ဆုံးအနေနဲ့3283ဒီတက်ခဲ့တယ်မနက်ခင်းအားရှဈေးကွက်ချိန်မှာ53 point တက်ခဲ့တယ်ပေါ့နော်လက်ရှိမှာတော့3208 3209ဈေးထဲမှာဈေးပြည့်နေတဲ့အနေအထားလေးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့အပတ်တကမှာမနက်ခင်းအားရှချိန်မှာအသက်အားကောင်းနေရဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီနေ့အတွက်ကဈေးအသက် ဖက်ဦးတည်သွားမယ်အနေအထားမျိုးရှိတယ်ခင်ဗျဒီနေ့သားမှာကျွန်တော်ကတော့ရောင်းဖို့တဲ့စာရင်ဝယ်ဖို့ဈေးတန်းကိုစောင့်လာကျွန်တော်တို့ပြပို့ပြီးအနေနဲ့กินနိုင်ပါတယ်ဟာဒီဈေးတက်ပဲဥတည်နေတယ်ဆိုလက်ရှိဈေးကနေဝယ်ရမှာလားလက်ရှိဈေး3000နဲ့3000 8000 9000တွေခွန်6တွေခွန်9တွေကနေကောက်ဝယ်ရမှာလားမဟုတ်ဘူးကျွန်တော်တို့ကဈေးအသက်အားတာနိုင်တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကအမြင်ဈေးမှာဝယ်မိရင်အခက်မသိလို့ဈေးကအောက်ကိုနည်းနည်းလေးပြန်ဆွဲချတယ်ဆိုရင်ကျွန်တော်တို့အနေရများနိုင်တယ် ဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကဝယ်ဖို့အတွက်တန်တဲ့ဈေးဒီနေ့အတွက်ပေါ့နော်ကမ္ဘာရွှေကိုဝယ်ဖို့အတွက်တန်တဲ့ဈေးတနည်းအားဖြင့်ကျွန်တော်တို့အနေဈေးကိုကျွန်တော်စောင့်ပြီးတော့ကျွန်တော်ဝယ်ရမှာဖြစ်ပါတယ် ရောင်းဖို့အတွက်ကတော့ကျွန်တော်ပွင့်လင်းပြောမယ်ဆိုရင်ဒီနေ့အတွက်အာမပေးခြင်းဘူးဒါမှမဟုတ်ကရောင်းခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ကအမြင့်ဈေးနှုန်းနဲ့စောင့်ပြဥမာအာ3300နားတို့ပါကိုစောင့်ပြီးတော့အနားမှာကျွန်တော်တို့ကရောင်းဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဒီကန်တဲ့အတုံးနေဈေးအကြောင်းနေပြီးတဲ့ဒါမှမဟုတ်ရင်လည်းတစ်ဖက်ကအာကိုတုံးတဲ့ညစနစ်ပိုင်းရပေါ့နော်ဈေးပြန်ကြဖို့အတိပုချက်ရတယ်ဆိုရင်ကိုက risk management တေချာလုပ်ပြီးတော့အဲ့အမြင့်ဈေးဒီမှာရောင်းလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီနေ့အတွက်ဝယ်ဖို့ပို့ပြီးတော့ဥစားပေးခြင်းဟုတ်ပြီအဲ့ရဖက်တကဘယ်ဈေးဒီမှာဝယ်တင်လဲကျွန်တော်တို့အချိန်တနားရီအတိုင်းတာနဲ့တွားကြည့်လိုက် ဝယ်သင့်တဲ့ဈေးတန်းတွေကတော့ကျွန်တော်ရှင်းပါတယ်ကျွန်တော်ဒီမနေ့မနက်ဈေးမတက်ခင်မှာအမြင့်ဆုံးကမ္ဘာ့ရွှေစီဘယ်ဒီတက်ခဲ့လဲလို့မေးမှဆိုကြရကျွန်တော်3.45ဟုတ်ပြီအဲ့ဘက်ကမှာအခုလက်ရှိပေါ်တော့ဈေးပြန်ကျခဲ့တယ်ဆိုရင်3.45နဲ့3.50ကျဈေးတန်းဆုံးမှာကျွန်တော်တို့ဝယ်လို့ရတယ်အဈေးတန်းဆုံး3.50နဲ့3.55ကြာမှာဝယ်လို့ရတယ်။ဒါပေမဲ့ကျွန်တော်အခုဈေးမတက်ခင်မှာအမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းစုံဖြစ်တာပြတ်တက်ကမှာအဲဈေးတန်းစုံမှာ ကဘာရွှေကိုလက်ရှိဈေးပြန်ကြရင်ဝယ်လို့ရတဲ့အဲ့အောက်ပိုကြခဲ့ရင်ရောအဲ့အောက်ပိုကြခဲ့တယ်ဆိုရင်တော့ကျွန်တော်ဒီဝင်းကျစ်ပါ3230နာဆေးတန်းဝင်းကျင်အာတတိယပြောပါဆို3230နဲ့အဲကျွန်တော်3200အာ3225ပေါ့နော်အဲ့ဈေးတန်းဆုံးမှာလေကဘာရွှေကိုကျွန်တော်ဝယ်လို့ရတယ်ဗျ3225ဒီဈေးတန်းဆုံးမှာကဘာရွှေကိုဝယ်လို့ရတယ်အဲ့အဖက်ကဒီနေ့တော့ဝယ်ရမယ့်ဈေးတန်းဆုံးက3250 3250ဈေးတန်းဆုံးရှိမယ် 3နှစ်30 3နှစ်25ဈေးနှုန်းဆုံးရှိမယ်အောက်ဒီအောက်ကိုဆက်ပေါက်ကြရင်တော့အောက်မှာတော့3နှစ်30လို့ပါလို့တော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့အတွက်တော့3နှစ်30 ठी တော့မကြောက်တော့ဘူးလားလို့မနေ့ကတော့မှပြကျွန်တော်3နှစ်30နားမှာဝယ်ဖို့စောင့်နေတယ်ဝယ်ဖို့စောင့်နေတဲ့ဖက်ကမှာအာ3နှစ်30ကွက်တီကြီးမကြသွားဘူး30နားကနေပြန်တက်သွားတယ်အနေထားမျိုးဖြစ်တာဖြစ်တဲ့ခါပါကျွန်တော်မဝယ်လိုက်ရဘူးပေါ့နော်အဲ့ဘက်ကဒီ3နှစ်30နားကိုတော့ပြန်မ မကြနိုင်တော့ဘူးလို့ကျွန်တော်ကတော့လက်ရှိအနေအထားအရမြင်နေပါတော့ပြောတော့မရဘူးပေါ့ညာဘက်မှာတည်နေပါလေလက်ရှိတာဆိုတော့3နှစ်30ထိလဲကြာကောင်းကြာသွားတယ်တကယ်လို့3နှစ်30နာကြာခဲ့တယ်ဆိုတော့ရရဲ့တာဝဲတခုရှိတာတစ်ဖက်ကနီးပညာပိုင်းကဈေးကွက်အနေထားလို့တည်နေအနေထားလို့တော့တစ်ချက်ချင်းညစ်ကြည့်ပေါ့နော်လက်ရှိနီးပညာပိုင်းအနေထားရောကျွန်တော်ဒီဈေးတန်းနေရာဝယ်တင်တဲ့ဈေးတန်းစုံတွေဖြစ်ပါတယ်3နှစ်50 3နှစ်50ဈေးတန်းစုံ3နှစ်30 3နှစ်25ဈေးတန်းစုံပြီးတော့3နှစ်30နာဈေးတန်းဝန်းကျင်ဟုတ်ပြီ တကယ်လို့ SC နဲ့ပြန်မကြခင်ရောကိုကတကယ်လို့ risk များများယူရဲလဲ SC နဲ့ဒီမစောင့်နိုင်ဘူးဆိုရင်တော့ကျွန်တော်ကြည့်တော့ဗျာဒီ3.65နဲ့3.60ကြားလဲဝယ်လို့ရတယ်ဒီ UD zone မှာဒါပေမဲ့အဲ့ဆုံးက risk တော့များနိုင်တယ်เนาะဘာလို့ဆိုတော့ကျွန်တော်တို့ကနည်းနည်းဈေးမြင့်နေလို့ဗျာအကမ်တီလို့ကဘာဖြစ်စေနည်းနည်းလေးခါပြီးတော့အောက်ပြန်ကျသွားရင်ဒီ3.65နဲ့3.60ကြားမှာကျွန်တော်ဝယ်ထားတယ်ဆိုရင်ကျွန်တော်တို့ကအာကျွန်တော်အခေါ်ရဆို market ခေါ်ရဆို stop loss ပေါ့เนาะကျွန်တော်အရှုံးပိုင်းဈေးတန်းထိနိုင်ချေရှိတယ် ဲ့လားပြတဲ့ခါမှာ3.65နဲ့6 3.60ကြာတော့ဝယ်လို့တော့ရတယ်ဒါပေမဲ့ risk တော့များတယ်ကျွန်တော်ကြိုက်မိတဲ့ဈေးနှုန်းတွေကဒီဈေးနှုန်း3ခုပဲဒီဈေးနှုန်း3ခုမှစောင့်ပြီးတော့ကျွန်တော်ဝယ်ဖို့စဉ်းစားပါမယ်အယောင်အတွက်ဆိုရင်တော့ကျွန်တော်တို့အဲကျွန်တော်ကဗျလက်ရှိဈေးတွေမှာတော့အယောင်မကြိုက်ဘူးပုံနေပြ3300နဲ့3300အထက်လောက်ရောက်မှာ ကျွန်တော်တဖက်ကကန်တယ်ရီပါကြီးကြည့်ပြီးတော့ကျွန်တော်ရောင်းဖို့စဉ်းစားပဲပေါ့နော်ရောင်းဖို့စီတန်းစုံတော့ကျွန်တော်မပြပြပြတော့ဘူးဘာလို့ဆိုတော့ကျွန်တော်3000 3000အထက်လောက်ရောင်းမှရောင်းဖို့အတီးပူချက်ဆောင်ပြီးရောင်းမှရောင်းမှဖက်တဲ့ဖက်တဲ့ကမှကျွန်တော်တို့ကကြိုပြီးတော့ဗျာဒီစီတန်းရောင်းရင်ရောင်းလို့လို့ပြောလို့မရအောင်ဟုတ်ပြီအဲ့ဒါဖက်တဲ့ကမှလက်ရှိမှာကျွန်တော်ကဘာချွေစီရဲ့ဈေးအသက်အဓိကအဟန်သားစီတန်းပေါ့နော်ကျွန်တော်တို့ market ခွဲရ stock support ဖြစ်နေတဲ့စီတန်းကဒီ3.85စီတန်းရှိတယ်ခင်ဗျ3.85စီတန်းအပေါ်ကိုကဘာရွှေစီဒီနေ့တနေ့တာသွင်းပါတော့အချင်းတနာရီအတိုင်းတာနဲ့ ဖောက်တက်ပြီးတော့ဈေးပိတ်သွားရင်တော့ကျွန်တော်တို့ကဘာချွေစီရ3330တို့3320 3330တွေထိဈေးဆက်တက်သွားနိုင်တယ်။အဲ့လိုပဲတခါမှလက်ရှိတောက်လျှောက်တက်နေတဲ့ကဘာချွေစီပေါ့နော်။တောက်လျှောက်တက်နေတဲ့ကဘာချွေစီကဘယ်ဈေးနဲ့နှားလောက်မှာအတက်တက်နိုင်တယ်လို့မေးမယ်ဆိုရင်ကျွန်တော်အများပြောပါဆို3320နဲ့3330ကြားမှာအတက်တက်နိုင်တယ်။ ဈေးအသက်တက်နိုင်တယ်ပေါ့တခုရှိတာကဈေးအသက်တက်နိုင်တယ်ဆိုတာပြန်ကြမယ်လို့ဆိုလိုတာမဟုတ်ဘူးเนาะဈေးကတောင်းလျှောက်တက်တယ်တောင်းလျှောက်တက်တယ်ဗျာ3နှစ်20နဲ့3320ပေါ့3320နဲ့3330ကြာမှာကျွန်တော်တို့ကအသက်တက်နေဆိုတဲ့အတိတ်ပဲအနားလေးမှာအသက်အားနည်းနည်းပျော့သွားအကြပြန်လာမယ်လို့ဆိုလိုတာမဟုတ်အနားလေးမှာဗျာဟိုမှာ sideway ပြေးနေရမျိုးကြီးပါဖြစ်သွားနိုင်တယ်အဲ့ရလေသတိထားဖို့လိုတော့ကျွန်တော်အသက်တက်နိုင်တဲ့ပြတဲ့ခါမှာ3320နဲ့3330ကြာမှာရောင်းခိုင်းတာမဟုတ်ဘူး။အဲ့ ဈေးနှုန်းဇုံဝင်ခြင်းမှာတော့ကျွန်တော်တို့အသက်တက်နိုင်တယ်အဲ့အသက်တက်ညာနေပြီးဆိုကြပါစို့ဗျာကျွန်တော်တို့ဈေးအကြုံခက်ကြီးကြီးတွေပြီးသွားတာမျိုးလို့ရောင်းလို့အားလေးအလုံးရင်ဝင်လာတဲ့အနေထားမျိုးတွေကိုကျွန်တော်နီးပညာပိုင်းရာတုံးသက်မိတယ်ဆိုရင်တော့အဲ့3320နဲ့3330ကြာမှရောင်းလို့ရတယ် မဟုတ်ရင်တော့အဲ့3320နဲ့30ကြားမှာမရောင်းသင့်တဲ့အချင်းလေးစောင့်ကြည့်အောင်ပေါ့နော်ကျွန်တော်အက်စီဒန်နားလေးမှာအသက်တက်နိုင်တယ်လို့မှတ်ထားတယ်လက်ရှိဈေးတွေကတော့ကျွန်တော်တို့ရောင်းဖို့အတွက်တင့်တော်တဲ့ဈေးနှုန်းအနေထားရတော့မဟုတ်သေးဘူးလက်ရှိမှာတော့ဈေးအကျတော့ပြီးနေတယ်ဈေးကျတော့ပြီးဒါပေမဲ့ကျွန်တော်တခုရှိရကဒီလိုဈေးအကျလေးပြီးအောင်လည်းလက်ရှိကမ္ဘာရှူဆရာတွားရောင်းလို့မရဘူးဒီမှာကြီးလည်းကြုံခဲ့ရတာပဲကျွန်တော်ရှေ့မှာဒီတော့လည်းဒီမှာလေအာဒီမှာဈေးအကျလုံးခက်ချီးပြီးတော့တယ်ဟာကြပြီဆိုတွားရောင်းနဲ့တက်သွားတယ် ် asset ထိွားတယ်အဲ့လိုမျိုးလေခဏခဏကြုံရတာဆိုတော့ကျွန်တော်ဒီလိုမျိုး h1 တနားကြီးအတိုင်းတားလေးနဲ့ဈေးအကြတုံးလေးပြီးုံလောင်းနဲ့ကျွန်တော်သွားရောက်လို့မရသေးဘူးတစ်ဖက်ကဘယ်ဈေးနဲ့အောက်ဘယ်ဈေးနဲ့အောက်ဖောက်ပိတ်မှဈေးကြမလဲအဲ့ရလေးကိုလေကျွန်တော်ကတစ်ချက်စောင့်ကြည့်ဖို့လိုအပ်သေးပါเนาะအဲ့ဒါပသက်ခါမှာကျွန်တော်ကဒီနေ့အတွက်တော့အဝယ်ပဲဦးစားပေးစေချင်တဲ့အယောင်ကိုတော့ကျွန်တော်မစင်စားသေးဘူးအဲတကယ်လို့ကြောင်းဖို့အနေထားမျိုးရှိလာတယ်ဆိုရင်လည်းကျွန်တော်တကြတဲ့အနည်းဆုံး3300အထက်လောက်မှာကျွန်တော်ဤပညာပိုင်းရအတိပြုချက်စောင့်ပြီးတော့ရောင်းမှာဖြစ်ပါတယ် ပြီးတော့ဗဒင်းတရက်တာကဘာရွှေရဲ့အပိတ်စေးတာတကယ်လို့3.85အထက်ပိတ်ခဲ့ရင်တော့ကဘာရွှေစစ်ဆက်တက်အောင်မယ်ခင်ဗျာဒီပညာပိုင်းอ่ะဒီတစ်ပတ်တက်ဆက်တက်အောင်မယ်အဲ့လိုမဟုတ်ဘဲစန့်ကျင်ဘက်နေတယ်ပေါ့နော်ကျွန်တော်မနေ့တော့ပြောခဲ့လို့မယ်ကဘာရွှေရဲ့ဒီနေ့တရက်တာပိတ်စေးတာ3.30အောက်မှာပိတ်ခဲ့တယ်ဆိုရင်တော့အကြအကြပြန်လာပါလိမ့်မယ်မဟုတ်ဈာစီးမှာပိတ်သွားတယ်ဆိုရင်တော့အသက် နည်းနည်းဆက်အားတာအောင်မခင်ဗျာ3နှစ်30နဲ့3နှစ်80ချားပဲပိတ်သွားတယ်ဆိုရင်တော့အသက်နည်းနည်းဆက်အားတာနိုင်မှာသေးတယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်ဒီနေ့ဘရုံနဲ့တရတာကပတ်ရွှေအပေးစီရဘယ်မှာပိတ်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါလေတစ်ဖက်ကကျွန်တော်တို့သတင်းအချက်အလက်ပိုင်းကိုကြည့်မယ်ဆိုရင်လည်းဒီနေ့ညမှာဒေတာတွေကကျွန်တော်ရေနံသတင်းကိုဖိလိုက်ပြီဆိုရင်ကျွန်တော်ဂျန်နဲ့ဒေတာ၃ခုမှာကျွန်တော်ကပတ်ရွှေနဲ့ဆိုင်တဲ့သတင်းတွေပေါ့နော် ရီတေးစိတ်လက်လိလက်ကရောင်ချမှုဒေတာလေးရှိတယ်ညဗမာစံတော်ချိန်ည9နာရီမှာပြီးတော့ဗမာစံတော်ချိန်ည7နာရီ55မိနစ်ပေါ့နော်အဲ့ဒီအချိန်မှာအမေရိကန်ပိုးပန်ဥက္ကဋ္ဌပိုးဝဲစကားပြောဖို့ရှိတယ်ဒီမှာမှကျွန်တော်လက်လိလက်ကရောင်ချမှုနှုံးသားဒေတာတွေကအကောင့်မှန်းထားတာအကောင့်တွေပြတယ်ဒီမှာသတိထားပါနော်ကျွန်တော်ကဟာဈေးတက်နေတဲ့အချိန်မှာပြဒေတာအကောင့်ပြတယ်ဆိုပြီးတော့ပြန်ကျနိုင်တယ်ဆိုတာမျိုးကျွန်တော်တို့သုံးသပ်လို့မရပါဘူးတခါလေကျွန်တော်ဈေးတက်နေတဲ့အချိန်မှာဒေတာအကောင့်ပြသွားလဲကဘာရွှေစစ်ဆက်တက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်အဲ့ဘက်ကဒီညဒေတာတွေကိုကျွန်တော်ရလက်ကိုသွားမကြည့်ပါနဲ့တဖက်ကကဘာရွှေစည်းကွက်ကဘလို့တုံ့ပြန်တယ်လဲဒါကြည့်ပြီးတော့ကျွန်တော်တို့ကဒီညမှာအယောင်းဝယ်လုံးမှာဖြစ်ပါတယ်တရင်ကိုသွားကြည့်ပြီးတော့တရင်ကောင်းလို့ကဘာရွှေစည်းသွားရောင်းရင်တော့ဒီလိုကာလမှာထက်တိပါလိမ့်မယ်ပေါ့နော်ဟုတ်ပြီပြီးတော့ကျွန်တော်ည7နာရီဘာစားချင်း7နာရီ45မိနစ်မှာပိုးဝဲစကားပြောရှိတယ်တခုရှိရပိုးဝဲကလည်းကျွန်တော်ပွင့်ပြောဆို interest rate က short ပို့တာဆူနေတာဆူနေတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့ဒီအနေအထားမှာ ပိုးပွဲတာဒီညမှာဗျာဥမာဆိုကြပါစို့အမေရိကန်ဘိုဘန်က interest rate short ဖို့ဘာညာပြောခဲ့တယ်ဆိုရင်ဒါမှမဟုတ် inflation နဲ့ပတ်သက်ပြီးတခုခုပြောခဲ့တယ်ဆိုရင်ဘာရွှေစီအသက်ဖက်ကိုပိုဥတီသွားနိုင်တယ်တနည်းအားဖြင့်ကျွန်တော်မီးလောင်ကလေးပင်းလောက်တာပေါ့နော်အသက်အသက်ကိုပိုပြီးဥတီသွားနိုင်တယ်အဲ့ဒါပြတဲ့ခါမှာဒီညပိုးပွဲပြောစကားထွေထွေသူမပါရင်တော့တိတ်သူကြောကြကြကဈေးကွက်ပေါ်တက်ရောက်မှုရှိမှာမဟုတ်ဘူးအဲ့ inflation တို့ဘန်တုံးတုံးနဲ့ပတ်သက်ပြီးပြောခဲ့တယ်ဆိုရင်တော့ ကဘာချွေစေးရဒီညမှာအသက်ကြကျန်းတာသူတပင်အသက်ကျန်းတာမျိုးကျွန်တော်မြင်ရနိုင်တယ်ညနဲ့တကောင်နေပေါ့နော်သူပြောမဲ့ချင်ရလဲညနဲ့တကောင်ဖြစ်တာဖြစ်တဲ့ကာမှာညနဲ့တကောင်နေမှာကျွန်တော်အသက်ကျန်းတာမျိုးဖြစ်နိုင်တယ်အဲ့အပ္ပကတိနည်းညမှာကျွန်တော်ကအော်ရာတွေကိုဖြစ်နိုင်မယ်ဆိုရင်နေကူးမထားပါနဲ့အာကိုကညဘက်မှာရောင်းထားလိုက်ဆိုပြီးပစ်ထားတာမျိုးဝယ်ထားလိုက်ဆိုပြီးပစ်ထားတာမျိုးမလုပ်ပါနဲ့အန္တရာယ်ရှိပါတယ်ပိုဝဲည7:45မိနစ်မှာစကားပြောဖို့ရှိပါတယ်တစ်ဖက်ကဒေါ်လာအင်းသက်ကြည့်မြင်ရင်လည်းဒေါ်လာအင်းသက်ကတရားထက်တောင်မတက်နိုင်ဘူး ကျွန်တော်မနေ့ရက်လည်းပြောခဲ့လေသတင်းပိုင်းရဒေါ်လာအင်တာအနည်းဆုံး100အထက်သူ့ကိုတက်နိုင်ဖို့လိုအပ်တယ်100နှစ်နားလောက်ရောက်မှကပားရွှေကသတင်းပိုင်းရပြန်ချဖို့ရီတိုလေးပြန်ချဖို့မျှော်လင့်ချက်ရှိမှာအခုက100လောက်မကျော်နိုင်လေဘူးခင်ဗျအဲ့ဒါဆိုတော့ထွေတူပြောစရာမလိုပါဘူးသတင်းပိုင်းရလည်းကပားရွှေအသက်အားရှိနေတုံးပဲ69နာပဲဝဲနေရပါတော့ကံကံမကောင်းရင်ဒီညမှာ69အောက်တောင်ကြာရင်ကြာသွားနိုင်တယ် အပိုးဝဲစကားပြောပြီးပါညာဘူးဒါကတော့စောင့်ကြည့်ရမှာပေါ့နော်ဒါကတော့ဖြစ်လာနိုင်ကြုံကျွန်တော်ပြောတာကျင်းပြပါ69ကိုအောင်ကြမယ်လို့ပြောတာမဟုတ်ဘူးအဖရက်ကဒေါ်လာအင်တက်တရအထက်မတက်နိုင်တွေတော့ကဘာရွှေစရာဂျီရူပြန်ချောက်ဘွားတိတ်မလွယ်သေးဘူးဖြစ်နိုင်တရားနန်းနှစ်နာရောက်လေလေပုတ်ကောင်းလေလေပဲလက်ရှိမှာတော့ဒေါ်လာအင်တက်ကလည်းအကြပတ်ပဲဆက်ဦးတည်နေနေသားမျိုးဖြစ်နေပါတော့ပြီးတော့ကျွန်တော်တို့ဒီနေ့မနက်မှာဆိုထရန့်ကလည်းကျွန်တော်တို့ကအတယုံနဲ့ကျွန်တော်ကုံသွဲကုံကိစ္စဆွေးနွေးဖို့က တခြားနိုင်ငံတွေလိုပဲတရုတ်ကတန်းတူဟိုဆင်းဆင်းလင်းလည်းရလိမ့်မယ်တနည်းအားဖြင့်တရုတ်ဆိုပြီးတူအခွင့်အရေးပို့ပေးမှာမဟုတ်ဘူးလို့သူပြောခဲ့တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါဖက်သက်ခါမှာကျွန်တော်တို့ကအဲ့ရလေးကိုတစ်ချက်တတိထားဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုရင်ပြီးခဲ့တဲ့စနစ်တနည်းတုန်းကထရန့်က electronic ပစ္စည်းတွေကိုအခွန်ရှော့ပြီးတဲ့ဆိုပြီးတရုတ်ကိုအချော်ပေးမဲ့ပုံစံမျိုးတရင်ဆောင်မှတွေတက်လာတဲ့ဒီနေ့မနက်မှာ Trump ကသူကအလျှော်ပေးမှာမဟုတ်ဘူးဆိုတဲ့သတင်းတက်လိုက်ဒါကကျွန်တော်တို့က news thread တို့ခေါ်ပါတယ်သတင်းတွေနဲ့ကျွန်တော်ထောင်ချောင်ဖန်းတာပေါ့နော်အမားစနေသွင်းမှာကျွန်တော်တို့ကအခုအဲ့တော့ Trump ကလျှော်ပေးမယ်ဆိုရဲအနေထားမျိုးသတင်းတွေတက်လာတဲ့အခါမှာသတင်းနာနေမှာလည်းကျွန်တော်ကအကြနေနေပြသွားအဲ့နေထားမှာတော်တော်များများကမနေအင်္ဂါနေ့တော့ဆိုအယောင်းအယောင်းနေပို့အားတန်ကြတာပေါ့နော်ရောင်းကြတယ်ရောင်းကြတယ်ဒါပေမဲ့ဒီနေ့မနေ့မှာထိုးတက်သွားတယ်အဲ့လိုဖြစ်တဲ့ခါမှာကျွန်တော်ကအဲ့ trade war နဲ့ပတ်သက်ရင်အဲ့ဒီသတင်းတွေကိုသတိထားဖို့လိုအပ်ပါတယ်ကျွန်တော်ကသတင်းတွေကကျွန်တော် fake news တွေဖြစ်နိုင်တဲ့အဲကျွန်တော်တို့အတွက်ထောင်ချောင်းဖြစ်စေနိုင်တဲ့သတင်းတွေပါနိုင်တယ်အဲ့အဖက်ကောင်မှာသတင်းတွေကိုကျွန်တော်ကဗျာဥပမာသတင်းဌာနတွေကတင်တိုင်း100%ယုံကြည်ပြီးတော့ကျွန်တော်အယောင်းဝယ်လို့သားမျိုးသတိထားပါသူတပြင်းသတိကြပြောမယ်ဆိုတော့ဗျာသတင်းဟိုအပြုတ်ပြီးအယောင်းဝယ်လို့သားမျိုးတော့ဒီကလာမှာသတိထားပါသတင်းကိုအပြုတ်ရင်ကျွန်တော်တို့အတွက် risk များနိုင်ပါတယ်တပတ်ကကျွန်တော်နီးပညာပိုင်းရချိန်ကြီးပို့လောက်ပါတယ်ဥမာကျွန်တော်ကဗျာစနေတွင်းမှာသတင်းထွက်သွားတယ်ဟုတ်ပြီ ထရန့်ကအလျှော်ပေးအလျှော်ပေးမဲ့အနေထားမျိုးသတင်းထွက်သွားတယ်ဟုတ်ပြီကျွန်တော်သတင်းစာနေမနက်မှာသတင်းစာနေတရက်တာပိတ်စရာ3210အောက်ပိတ်သွားတယ်ဟုတ်ပြီဒါဆိုရင်ရောင်းလို့ရတယ်ဘောပဲကျွန်တော်ကဗျာအဲ့သတင်းရုံမူတည်ပြီးတော့ဗျာဈေးကဘယ်တရက်တာပိတ်စရာဘယ်မှာပိတ်တယ်လဲဆိုတာလေမကြည့်ဘဲနဲ့လှင့်ရောင်းနေရင်တော့ဒီကာလမှာကျွန်တော်တို့အများကြီးဆုံးရှုံးရမှာဖြစ်ပါတယ်အဲ့ဘက်ကမှာကျွန်တော်အဲ့ရသတိထားစေချင်ပါတယ်သတင်းတွေကိုအရန်ကြီးအပြုတ်ပြီးတော့ဒီကာလမှာ အယောင်းဝယ်မလုပ်နဲ့ခင်ဗျကျွန်တော်ကတင်းကကျွန်တော်ဈေးကွက်ရဲ့ direction ဈေးကွက်ရဲ့ direction ပို့တင်းရပြ volume ကိုပဲပုံဖော်ပေးတာဝယ်လို့အားရောင်းလို့အားအရာကိုပဲပုံဖော်ပေးတာကျွန်တော်ဝယ်တင်ရောင်းတင်တဲ့ဈေးနဲ့နေရာကျွန်တော်တစ်ဖက်ကနီးပညာပိုင်းကကျွန်တော်တုံးသက်ပြီးတော့အယောင်းဝယ်လောက်အောင်ဖြစ်ပါတယ်ကျွန်တော်ကဈေးတက်နိုင်တယ်ဆိုပြီးတော့ရောက်တက်ဈေးရနေလှိမ့်ဝယ်တာမျိုးဈေးကျနိုင်တယ်ဆိုပြီးတော့ရောက်တက်ဈေးသူရဲ့ဈေးရနေလှန့်ရောင်းတာမျိုးကဒါအယောင်းဝယ်မဟုတ်ပါဘူး။တရားကြကျွန်တော်တို့ gambling ဆန်သွားပြီပေါ့နော်။ကျွန်တော်တို့သူရဲ့ဈေးလှန့်ရောင်းသူရဲ့ဈေးလှိမ့်ဝယ် အဲ gambling ဆန်သွားပြီ gambling ဆက်ဆန်အယောင်းဝယ်လုပ်ရင်တော့ gambling ဆန်ဆန်ကျွန်တော်တို့အာကြလက်ပဲရမှာဖြစ်ပါတယ်ရှုံးရင်လည်းအများကြီးရှုံးတယ်တခါလေကန်ကောင်းရင်တော့အများကြီးမြတ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ကြုံရမှာဖြစ်ပါတယ်ခင်ဗျအဲ့ဘက်ကမှတရင်တွေတတိထားပါကျွန်တော်ဒါပဲမှာကျင်ပါတယ်အာဒါလေးတော့ကျွန်တော်ဒီနေ့တရက်သားကဘာချွေစီကွက်သုံးချက်ပြီးတော့ဖြစ်ပါတယ်အာအခုလိုကဘာချွေရောင်းဝယ်လုပ်ငန်းတွေပတ်သက်ပြီးအောင်မနော်အခြေခံ online တန်တန်တွေတယောက်ချင်းလဲဆိုရင်တော့ကျွန်တော်စီကို Telegram Messenger နေပြီးတော့ကျွန်တော်ဆက်သွယ်ဆုံးဆန်းမြတ်နိုင်ပါတယ် အခုလိုမျိုးကဘာချွေတုံးတဲ့ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျအားလုံးနဲ့ပေါ့နော်ကျွန်တော်မနေ့ပြန်ဗမာနှစ်နှစ်တကူပေါ့နော်နှစ်ဆန်းတရနေ့ဧပြီလ19ရက်နေ့တရတာတုံးတဲ့ချက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံးပြပါမယ်မနေ့ပြန်တရတာဗီဒီယိုကတော့နည်းနည်းလေးနောက်ကျနိုင်ပါလေပေါ့နှစ်ဆန်းတရနေ့ဆိုတော့ကျွန်တော်တို့လည်းဗမာအာဂျိုယာညင်ကြီးမှုတရီထုံးစံရနှစ်ဆန်းတရနေ့မှာလောက်ရတဲ့ဟာတွေဟိုဟာလောက်ရတဲ့ထုံးစံတွေရှိတာဆိုတော့အဲ့ အရာတွေလုတ်ပြီးမှပဲကျွန်တော်သုံးသက်ချက်ဗီဒီယိုလေးတင်ပေးနိုင်မှာဖြစ်ပါတယ်အဲ့ဒါပတ်သက်ကမှကျွန်တော်ရဲ့မနေ့ပြန်တရက်တာသုံးသက်ချက်ဗီဒီယိုကတော့နောက်ကျနိုင်ပါတယ်အားလုံးပဲဒီနေ့မှကဘာရွှေစီတကြောက်ကိုအထူးတတိထားအရောက်ဝယ်လုတ်ပြီးတော့အကျုံးမြတ်ဒီပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ